ားလုံးတို့သားကြပါအားပေးအားအာကန်မြန်မာ news channel လေးကနေညွှန်ထိစွာပြန်လေးကြိုဆိုလိုက်ပါရစေအခုတလို့ဟုတ်နေတဲ့တင်လေးကတော့ကမ္ဘာပလိကြီးလူဆိုးတကယ်ဖန်တော့မလားဆိုတဲ့တင်ဖြစ်ပါလေအောက်ရှုတူအစိုးရတွေရဲ့ဥပဒေမရှိဖိနှိပ်မှုအများဆုံးနိုင်ငံထဲမှာကမ္ဘောဒီးယားကဒုတိယနေရာမှာရှိပါတယ်မြန်မာကအမှတ်စဉ်6မှာရှိပါတယ်ရှစ်တော်အရှာနိုင်ငံတွေမှာတရားဥပဒေစုံမမှုညံ့ဖျင်းဆုံးနိုင်ငံအဖြစ်ဒီနိုင်ငံတစ်ခုကိုကမ္ဘာကသတ်မှတ်ထားပါတယ်အဲ့ဒီအခြေအမှကြောက်ဖြတ်ငွေနိုင်ငံတည်ရှိတဲ့ မြန်မာနာဝကစိနနဲ့ပေါင်းပြီးတော့လူမောင်ကိုမှအစမွေးရမောက်ကိုအထိအစိုးရအဖွဲ့ကပါဝင်ပတ်သက်နေပါလေဒီနိုင်ငံသုံးနိုင်ငံအတွင်းကကြားဖြန့်ဂိမ်းတွေကိုဖြိုခွင်းပေးလို့ကမ္ဘာပလေကြီးအမေရိကန်ကအကြီးညာချက်ထုတ်ပြန်လိုက်ပါပြီအထူးအဖွဲ့အစည်းဖွဲ့ပြည်ပြီးတော့ထက်ဆင့်ထုတ်ပြန်ကြေညာတာဖြစ်ပါတယ်ကြီးညာချက်နဲ့အတူ DKPA ခေါင်းဆောင်တချို့ကိုဆန့်ရှင်ချလိုက်ပါတယ် အွန်လိုင်းဝင်နေကိန်းချင်းပြီဆိုတာနဲ့ပတ်သက်ပြီးတော့မြေတီနိုင်ငံကားမှာအဲ့ဒီပေါ်စိုးတကမတည့်ဝန်းကြပါဘူးနိုင်ငံတစ်ခုရဲ့အချုပ်ချာအနာကိုစော်ကားတယ်စွတ်ဖြစ်တယ်ဆိုပြီးမြေတီမြေသူကားမြတ်ထောက်ပြခြင်းမပြုနိုင်ကြပါဘူးရုပ်စွာအဆုံးစိနာတိပင်လည်းဝင်းရောက်စွတ်ဖြစ်ပြုဆိုနိုင်ခြင်းမရှိပါဘူးမိတဲ့အပြင် ၎င်းတို့ဟာလည်းကြားဖြန့်အရေးကိုဂိမ်တွေဖြည့်ရှင်းနေပါတယ်ဆိုတဲ့ပုံရိပ်ကိုရှားပြကြပါသေးတယ်အမေရိကန်ရဲ့မြို့သားကာကွယ်ရေးဥပဒေဆိုတာကမ္ဘာကိုချုပ်ကိန်နေတဲ့ပလိတ်အာဏာပါပဲအမေရိကန်မှာအဲ့ဒီအခွင့်အရေးရှိနေပါတယ်အခွင့်အရေးရှိတာကိုလည်းဘယ်နိုင်ငံကမှဆိုတကတက်နိုင်ခြင်းမရှိပါဘူးကြားဖြန့်အရေးထည်ပုံမဆွေးရတဲ့ဥပဒေပုံမှန်တက်ခံထားရသူကတော့လက်ရှိမြန်မာနိုင်ငံမှာစစ်ရဆွဲမှုတွေကျူးလွန်နေတဲ့စစ်ကောင်ဆောင်မင်းအောင်နိုင်ပဲဖြစ်ပါတယ်မိုးရရဆွဲကောင်ဖြစ် အမေရိကန်နိုင်ငံကသတ်မှတ်ထားပါတယ်။၎င်းတို့အမျိုးသားဥပဒေနဲ့ကိုင်ပြီးတော့နိုင်ငံတွေမှာရောက်ဖြန့်စီခေးရန်တော့မှစစ်အုပ်စုအားကိုးနေတဲ့စေနာလေတစုံတရာတက်နေမှာမဟုတ်ဘူးဆိုတာပါပဲ။ဒါပေမဲ့အဲ့ဒီအခြေအရာကဖြစ်နေချေအလွန်နှိမ့်ပါပါတယ်။တော်နိုင်ရဲ့အောင်မြင်ခဲ့လို့ရှိရင်တော့စစ်ကောင်းဆောင်နဲ့အွန်လိုင်းမိသားစုတွေခုံလုံးရနေမြေမရှိတာကအပထူးခြားဖြစ်စဉ်ဖြစ်လာဖို့မရှိပါဘူး။စီးရီးယားသမရဟာအာဆက်တော်မှာရုရှားကိုပြည်ဝင်ခုံလုံးနိုင်သေးတာပဲဆိုတော့အထင်မြင်ယူဆချက်ရှိနေပါတယ်။ ်ပူတင်ကိုယ်တိုင်တိတက်စွန်ကျစ်ထိတ်ထိတ်ထားပေမဲ့အဆက်အလုပ်ကြံခံရမှု၃ချိန်ထိရှိခဲ့ပါတယ်။နောက်ဆုံးအချိန်ကအစအထိစိတ်ထိတ်ခံရပြီးတဲ့အတွက်ဆေးရုံတဲ့ကုသခံရတာမကြသေးပါဘူး။ပူတင်ကိုယ်တိုင်စွန်ကျစ်ထားပါလေရဲ့အစာတဲ့အစ်စ်ခက်ခံရလေဆိုတာအထူးဆန်းတော့ပါလေ။၎င်းကိုအဆက်မိသားစုကဘယ်မျှလောက်ယုံကြည်ထားနိုင်ကြမလဲ။အဲ့လိုတော့မှအဆက်အနာရဟုတ်တဲ့ပူတင်ဒေါကန်ပြေးခဲ့တာပါ ဘာလားဆိုတာအနာလူယူပြီးပါမှတလူပလေပြုတ်လို့သူဖြစ်ပါလေ ICC မှာအလိုရှိသူနောက်တူကိုထပ်မံခွန်လို့ပဲပြုတ်နိုင်မလားဆိုတာမသိကြပါဘူးသိချာတာကတော့၎င်းတို့အချက်ဆုံးလို့ရှိရင်တော့မာလာအစုတွေပြေဖို့မြေမရှိဘူးဆိုတာမှာပဲဒါပေမဲ့လေလက်အငေးသားတွေကိုထိုးကြွေမြေထိုးကြွေနေတာမှာထွက်ပါဘူးတမချောင်ဖွေဖန်တီနေတာလေးဖြစ်ပါလေဘလို့ပဲဖြစ်စီကြားဖြန့်အရေးပေါ်အမေရိကန်ကဂိမ်တွေလာမှုကြောင့်မြန်မာပြည်အခင်းကျင့်ကိုကပါကအဆောင်ကျင့် လာကြမဲဆိုတာကမလွဲပါဘူးပြည်သူရဲ့တော်လိုင်းရေးချက်ကိုလေနားလေလာနိုင်ကြနိုင်မယ်လို့ထင်ပါတယ်အမတန်စစ်ဆုပ်ခွေကောင်းနေတဲ့စစ်ကောင်းဆောင်နဲ့ငကောတို့နောက်ပါစစ်တပ်အကြီးရှိနေတာကိုလေသိမြင်လာကြမှာဖြစ်ပါလေတနွေငယ်တစဉ်ပါဆိုသလိုတော်လိုင်းရဲ့အတွေ့အင်အားတရက်ဖြစ်လာမှာပါတော်လိုင်းရဲ့အချိန်မြင့်ဖို့အတွက်လေမဟာအခွင့်အရေးကြီးချစ်ပေါ်လာပါပြီအတူရောင်ရွက်ကောင်းပွဲကအကောင်တော်အတွက်ထွက်ပေါင်းဆိုပေမဲ့လေအမှန်တကယ် မူကတော့စေုပ်စုအတွက်ကြီးမားတဲ့နိုင်ငံရေးထောင်ချောက်ဆိုတာပါပဲဒါကြောင့်လေပြည်နိုင်ငံကားများအတိမတ်ပြုပေးခြင်းရှိမှာမဟုတ်ဘူးဆိုတာကိုစွန့်ကျစ်အဖွဲ့ဆေးလက်ချင်းဆိုတာကလေလုံးဝမရှိဘူးဆိုတဲ့အကြောင်းထွက်ပေါက်ချနေတာဖြစ်ပါလေဘလို့မဆိုလက်ရှိမှာတော့ကြဖြန့်ငွေလိုင်းကိန်းကိစ္စနဲ့ပတ်သက်ပြီးတော့ကမ္ဘာပလိုက်ကြီးကတော့ လူစိုးတကယ်ဖမ်းတော့မလားဆိုတာကတော့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာမကြခင်မှာကျွန်တော်ရဲ့တော်နိုင်ရေးပန်းနိုင်ကိုအကျောက်လှမ်းနိုင်တော့မှာဖြစ်ပါတယ်ပြည်သူတွေနှုတ်နဲ့ကြည့်အပြင်နဲ့ရှေ့ကိုဆက်သွားကြပါမယ်တော်နိုင်ရေးအတွက်ပို့ပြီးတော့အားစိတ်ကြရအောင်ပါဆုံးဒီကျေးဇူးနားဆင်ပေးကြတဲ့တော်နာမိဖပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အခါပြည်သူပြည်သားများလည်းတော့မြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းကြပါကြပါစေခင်ဗျာ။